်မြတ်ချင်းအားလုံးနဲ့မင်္ဂလာပါရှင်။ပဇွန်အသားချင်းပြုလုပ်နေနေပြကြချင်ပါရဲ့နော်။ငါချင်းလောက်တဲ့နေကိုလေတတိခင်မကလွန်ခဲ့တဲ့နှစ်အတော်ကြာကပေးထားခဲ့ပါဗါး။ဒီနေ့လေးကတတိနေလေးကိုအခြေခံပြီးတော့လှူထားတာဖြစ်ပါလို့ရှင်။ညဝေခွင့်ပေးလို့လည်းကျေးဇူးပါတတိ။အရင်ကလေရန်ကုန်မှာနေတော့အနည်းဆုံးခီးတူပုဂိုးကို ဘုရားဘူးသွားပြီဆိုလို့ရှိရင်အပြန်မှာအပြန်လက်ဆောင်ဆိုပြီးတော့ပဇွန်ချင်းငဖဲချင်းဆိုပြီးဝယ်လာတတ်ကြပါတယ်ပဇွန်ကိုအကောင့်သေးလေးတွေချင်တာမဟုတ်ပဲနဲ့အခွန်မပါအသားရွေးချင်းမျိုးတော့ပြောပြချင်ပါတယ်ပဇွန်ချင်းလောက်ဖို့အတွက်ပဇွန်အပေါင်းတပေါင်ခွဲရက်ခန့်ကိုသုံးပါတယ်ပဇွန်ကိုရေဆေးပြီးတော့ရေစစ်ထားပေးပါမယ် ဆက်ထဲမှာစာစီစဉ်တစုံထည့်ပြီးတော့အရင်ရောကြိတ်ပါမယ်။ပစွန်လေးအတော်ကြည်လာရင် ထုတ်ပြီးတော့စလုံးလေးကိုထည့်မယ်။ထမင်းအေးတပကံကိုထည့်ပြီးတော့နေပေးပါမယ်။နေတဲ့ချိန်မှာလေးပေါက်ပေါက်ပြီးတော့နေပေးပါမယ်။အသားတွေမလာအောင်လို့ပါ။အချက်30တောင်ပေါက်ပေးပါမယ်။နောက်ဆုံးမှာတော့နံပေါင်းတာမုတ်ကိုရွထည့်ရောပြီးတော့နေပေးပါမယ်။ ပောက်ပြီးတော့လက်သီးနဲ့ထိုးပြီးတော့နေပါမယ်ဒီတကယ်လို့မှအဲ့လိုမျိုးမနေခြင်းဆိုလို့ရှိရင်တော့နန်ပေါက်တာမုတ်ကောစားရောထမင်းကြောင်ကိုရောရောပြီးတော့စက်ထဲမှာဆိတ်ရှိရှိလေးနဲ့ထည့်ပြီးတော့ချိန်ပြပါမယ်ရှင် နောက်ဆုံးမှာတော့တော်လေးထူလိုက်ထောင်းလိုက်တဲ့အတွက်ပစုံရာတော်လေးကိုမာလာပြီးဖြစ်ပါရဲ့ရှင်တော်လေးစီးကက်ကက်လေးနဲ့မာလာပြီးဆိုလို့ရှိရင်တော့ငငယ်ကပကူပစုံချင်းအတိုင်းမပြောရက်လေးတဲ့ထည့်ပြီးတော့ထုတ်မယ်နော်မပြောရက်ကဒီမှာရဖို့တိတ်ပြီးတော့မလွယ်ကူလာတာမို့မပြောရက်နဲ့သုံးလုံးလောက်ထုတ်ပြီးတော့ကျန်တဲ့ပစုံချင်းလေးကိုလေးလုံးနဲ့ရဲမှာထည့်ပြီးတော့တိတ်ပါမယ် ခုလေလုံးနဲ့ဘူးရဲကိုထည့်ပါမယ်ဘူးရဲကိုထည့်ပြီးွားရင်တော့အပေါ်ကနေပလတ်စတစ်လေးခံပေးပါမယ်ပလတ်စတစ်လေးခံပြီးတော့အပေါ်ကနေလက်လေးနဲ့ဖြီးချပြီးတော့ပိတ်ပေးပါမယ်ဘာလို့လဲဆိုတော့ပုံချိန်ကပို့ပြီးတော့ချစ်လေးအောင်လို့ပါမပြောရတဲ့ကိုထည့်ပြီးတော့လည်းအပေါ်ကနေအလေးတစ်ခုနဲ့ဖြီးထားပေးပါမယ်ဒါမှချစ်ချစ်လေးနဲ့စားလိုက်ရင်ထထထထလေးဖြစ်မှာပါ ပစုံချင်းရောလေဘူးနဲ့ထည့်ပြီးလောက်တာလေမပြောရတဲ့ထည့်ရဲဟာမှာဘာကွာလဲဆိုတော့မပြောရတဲ့ထည့်တာတော့ပုံမွေးပြီးတော့အပေါ်ကနေအလေးနဲ့ဖိအားရှိရဲ့အတွက်ပို့ပြီးတော့ချစ်ချင်းလေးတွေနဲ့ထွတ်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 ဖြစ်နေပါလို့ရှင်နမ်ပေါင်တာမုတ်နဲ့လောက်တာမုတ်လို့24နာရီပြည့်ရင်အရောင်ပြောင်းပြီးချင်လာပါလို့ရှင်ချင်လာရင်တော့မိမိတိုင်နဲ့သက်ရကြော်ပဲဆော့စာတုပ်ပဲဆော့စာဆင်ပြေပါတယ် ီခေတ္တသားထဲလဲထည့်သိမ်းပြီးတော့စားလို့ရပါလိမ့်ရှင်။တကယ်လို့ပစွန်ချင်းမကြိုက်ဘူး။ငဖဲချင်းလုပ်ချင်တယ်ဆိုလို့ရှိတယ်နော်။ပစွန်နေရာမှာငဖဲအစားထိုးရုံပါပဲ။စိတ်ဆရာမလို့ပဲနဲ့ပေါက်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 ပြီးနေပေးရုံပါပဲရှင်။ဒီမှာ channel မှာလဲပစွန်အကောင်၅ချင်းနဲ့၄ဝင်လဲတင်ပြထားပြပါမယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။